ဟာရှယ်ရေးဘိုက်သွားပြီတန်သွားပြီတန်သွားပြီကွဲရတော့တိုက်ပွဲပြင်းထန်နေတဲ့စကိုင်းတိုင်းပလဲမျိုးနဲ့ကန်တောက်နယ်မြေရဲစခန်းမှာဘုံကျဲတိုက်ခိုက်တာတွေပြုလုပ်နေတဲ့စစ်ကောင်စီရဲ့တိုက်လေရင်တစည်းကိုတော်လန်ရေးတပ်တွေပစ်ချတန်ခဲ့ပြီးနောက်မီးလောင်ပျက်စီးနေတဲ့မြင်ကွင်းဖြစ်ပါတယ်ဒီနေ့ဇွန်လ10ရက်နေ့လယ်12:15မိနစ်မှာ တိုက်ပွဲပြင်းထန်နေတဲ့ပလဲမျိုးနဲ့ကန်ဒေါနယ်မီရဲစခန်းတိုက်ပွဲမှာဘုံကျဲပို့လာတဲ့စစ်ကောင်စီရဲ့ Jack Fighter လေးရင်ကိုပြည်သူလူမျိုးရေးတမတော် PLA ကပြစ်ချနိုင်ခဲ့တာလို့ PLA ရဲ့အထွေထွေအတွင်းမှရဲဘော်နီနီကျော်ကရွှေပြည်ကိုပြောပါတယ်ဒီနေ့နေ့လည်း၁၂နာရီ၁၅မှာပေါ့နော်အဲရန်သူစစ်ကောင်စီရဲ့ဂျက်ဖိုက်တာတစ်စင်းကိုကျမတို့ပြည်ရဲ့လေပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့အဖွဲ့ရေးကနေပြီးတော့ပြစ်ချအောင်မြင်စွာပြစ်ချနိုင်ခဲ့ပါတယ်။ဟိုဒီ ပြီးကြတဲ့နေရာကတော့ဒီကန်းတောင်နယ်မြေရဲစခန်းတိုင်တိုက်ပွဲအတွင်းမှာပေါ့နော်။အဲ့ဒါတော့ပလဲမြို့နယ်ထဲမှာရှိပါတယ်။အဲ့တိုက်ပွဲဖြစ်နေတာဂျော်နေရဲ့နေရာနေစပြီးတော့ယနေ့အထိပေါ့နော်။တိုက်ပွဲတွေပြင်းထန်နေပါတယ်။ရှင်နေတော့မီးတော်ကုန်ပြီ။ဟောဟိုမဲ့လင်းအပိုင်းစား။ကန်တောင်ရဲစခန်းကိုပြီးခဲ့တဲ့ဇွန်လနေ့ရက်ကလေးကတော်လရေးတပ်တွေစတင်တိုက်ခိုက်နေပြီးဒီနေ့အချိန်ထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ရဲဘော်နီနီကျော်ကပြောပါရယ် စကိုင်းတိုင်းမှာစစ်ကောင်စီရဲ့တိုက်လေရင်ကိုတော်လင်ရေးတပ်တွေကပြစ်ချနိုင်ခဲ့တာဒီတစ်ကြိမ်ဟာဖမောက်ဆုံးကြိမ်လည်းဖြစ်ပါတယ်စစ်ကောင်စီတပ်ဖက်ကတော့ပလဲမြို့နယ်မှာတိုက်လေရင်ပြစ်ချခံခဲ့ရပြီးနောက်ဆက်ချွတ်ရွေးမှုကြောင့်သာဖြစ်တယ်လို့ထုတ်ပြန်ပါတယ်ပြီးခဲ့တဲ့မေလ20ရက်မှာလည်းကချင်ပြည်နယ်ဗမုံမြို့တိုင်းတိုက်ပွဲမှာစစ်ကူလာတဲ့စစ်ကောင်စီရဲ့ရဟတ်ရင်တစည်းကိုကချင်တပ်မတော်ခံရင်နဲ့ပူပေါင်းတပ်တွေကပြစ်ချနိုင်ခဲ့ပါတယ်ရှင်